ဝင်ဘယ်ဒန်ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲကြီးတွင်ကမ္ဘာအဆင့်တည်းဆွစ်ဇာလန်တင်းနစ်သမားဘရိုဂျာဖက်တာရာကိုပင်နိုင်ခဲ့သောယူကရိန်းတင်းနစ်ကျယ်ပွင့်ဆာဂျီစတက်ကိုစကီကယခုချိန်မှာတော့ယူကရိန်းစစ်သားဖြစ်ခံယူပြီးရုရှားရဲ့ဒေါ်လာ9ဘီလီယံတန်ကြီးရှိတဲ့စစ်ရေးဖြန့်စည်းမှုများမှာကူညီနိုင်ခဲ့ကြောင်းသိရှိရပါတယ်။လွန်ခဲ့တဲ့စနေကျော်ကရိုဂျာဖက်တာရာကိုနိုင်ယူခဲ့တဲ့ဆာဂျီစတက်ကိုစကီကသူ့ရဲ့ကူညီမှုကြောင့်ရုရှားဘက်ကဆုံးရှုံးပျက်စီးမှုဒေါ်လာ9ဘီလီယံ ပေါင်၅3ဘီလီယံရှိခဲ့ကပူတင်ရဲ့ဖုံးချဲလေရင်အောက်စု42စီးရှိသည့်အနက်သုံးပုံတစ်ပုံကိုဖောက်ခွဲဖျက်ဆီးနိုင်ခဲ့ကြောင်းပြောကြားသွားခဲ့ပါတယ်။ယူကရိန်းအထူးတပ်ဖွဲ့ SPU Alpha သည် Operation Spider Web စစ်စင်ရေးမှပါဝင်ခဲ့ပြီးရုရှားနိုင်ငံအတွင်းမိုက်နဲ့ထိစနစ်တကျဖြင့်အထူးရောက်ဆုံးတိုက်ခိုက်ဖျက်ဆီးမှုများကိုလှုံ့ဆော်ခဲ့ရာရုရှားရဲ့မဟာဗျူဟာမြနျူကလ িয়ার ဖုံးချဲလေရင်များရင်းလေရင်များထားရာလေတပ်အခြေဆိုင်စခန်းလေးကိုဆက်ယုံများ ရေနံစန့်စင်တူလောင်ယုံများပါဝင်အဓိကကြသည့်အဆောက်အအုံများစွာကို၁၈လကြာကြိုတင်စီမံပြီးတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်းသိရှိရပါသည်။ဝင်ဘယ်တန်တင်းနှစ်ပြိုင်ပွဲပါဝင် LTA မှာကြီးမှုချင်းပါသည့်တင်းနှစ်ပြိုင်ပွဲများ၌ရုရှားနှင့်မဟာမိတ်ဘီလာရုစ်မှကစားသမားများကိုပါဝင်ခွင့်ပိတ်ပင်ခဲ့ခြင်းအတွက်မချေမနှက်ဝေဖန်ခဲ့ကြသောကမ္ဘာထိပ်တန်းအကစားသမားများကိုလည်း၎င်းကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပူပါသည်။